ကဲဘောမအချင်းချင်းခြောက်ကုန်ကြပြီနော်အဲ့တော့လူတန်ဘိုးဆိုတာအဲ့ဒီမှာကွာတာဗျနော်ပြည်တွင်းမှာရှိတဲ့ဘောမတွေနဲ့တိပရှိတဲ့ဘောမတွေဘယ်သူတွေကတတ်မတော်ဘောကိုတကယ်ချစ်တာလဲဘသူတွေကသူတို့ကိုဂျိုးနေချောင်ဖို့အတွက်အဘဘောမလာလဲဆိုတာဒီပွဲဟာကွင်းကွင်းကွက်ကွက်အဖြေပေါ်တဲ့ပွဲဘသူတွေကတတ်မတော်ဘောကိုတစ္ဆာရှိလဲဆိုတာအဖြေပေါ်တဲ့ပွဲဒီမှာကြည့်ွားလိုက်နော်မင်းသားယူပိုင်ရဲကို ဘာတွေပြောထားလဲကြည့်ပါနော်ရက်ပြက်ဇက်ပြက်ကောင်ပေါ့နော်မင်္ဂလာပါဗျာအားလုံးကျေးဇူးပါသေးချမ်းသာပါသေးဘာရန်ကိုမျက်နှာမြင်ဘိုင်းကိုတည်းကြားလို့အားလုံးပြောဆွေးပါသေးကြောက်ကိုဘာကြီးစုမကောင်းတောင်းပါလေမင်းစုတောင်းပေးတဲ့အလကားပဲကွာမင်းအတန်ကြားတဲ့မင်းရုပ်မြင်တဲ့အကုလို့ဖြစ်တာငါတယောက်ထဲတော့မထင်ဘူးနော်အခြားလူတွေရှိမှာပါဘာလို့ဆိုဆပ်ပေါက်ကရတွေပြောပြီးအဲ့ကြောင်ကြောင်ရုပ်နဲ့ထွက်ထွက်လာလို့တိလာနော်ဒါဒီနေ့ကတော့စီရင်ကြောင်ရလေးနည်းနည်းပြောလိုက်။อืมဘာသာရေးမွတ်စလင်ဒီကိုဦးစားပေးပြီးပြောလိုက်။ อืมအဲ့လူပုဂ္ဂိုလ်၂ယောက်ပေါ့နောက်တစ်ယောက်ကတော့ကိုဖင်လန်ကိုမမောင်ပေါ့နော်อืมနောက်တစ်ယောက်ကတော့ပြည်တွင်းအကောင်လေးတစ်ယောက်ပေါ့ဒီကောင်လေးကတော့ကောင်လေးကတူပြကြပါလေဒီကောင်လေးဒီကမင်းက29ရက်6လ2025နဲ့တက်လာတဲ့ဖိုင်လေးကိုဒါမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြည်သူလူထုလည်းအားလုံးသိရှိစေခြင်းနဲ့အမျိုးပါသားတနာကိုစောင့်ရှောက်နေတဲ့ရှင်ရဟန်းနာလည်းသိရှိစေခြင်းနဲ့တိုင်းပြည်ရောဘလို့ဖြစ်နေပြီလဲဘလို့တွေပြက်စီးကုန်ပြီလဲဘလို့တွေစီးရုပ်ကုန်ပြီလဲအဲဟုတ်ဘလို့ကြောက်ရလား အဲ့ကိုမမောင်နဲ့အဲ့ဒီဟိုတယောက်ကဘယ်လိုလဲပညာမဟာကျော်ကြောက်လားဟုတ်လားဗုဒ္ဓဘာသာကိုဘလို့အချိုးကျကျစတင်ဖြည့်ဆည်းနေပြီလဲဆိုတာဒါသိရှိဖို့အတွက်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဓိကဒီအချိန်မှာဘာကြောင့်ဒီနေရာတွေဖြစ်လာတယ်လဲဆိုလို့ရှိရင်အရင်တော့သူတို့တွေကဒါတပ်မတော်ဘက်ကရက်တည်ပြီးတော့မှအဲထင်မော်ကျော်ကျောင်းလာတဲ့လူတွေပဲဖြစ်တယ်အရင်တော့သူတို့တွေကတပ်မတော်ဘက်ရက်တည်ပြီးထင်မော်ကျော်ကျောင်းလာဆိုအခုကသူတို့ကတပ်မတော်ဘက်ကမရက်ချီတော့ဘူးလားဟမ်ဟိုမင်းတို့ကစကားပြောရင်ဘာဖြစ်လို့ကို ပြောချင်တဲ့စကားကိုတင့်မိတဲ့စီပါစက်ကအရန်လွယ်ပါလား အဲ့ဒီကိုမောင်မောင်နဲ့အဲ့ဒီပညာမဟာကျော်လာအဲ့ညောက်ကဒီနေ့အထိတက်မတော်ဘက်ကရက်တည်နေတဲ့လူတွေပဲသူတို့တော်လိုင်းပဲဘူးပေါင်းတခုမှမရှိဘူးဟမ်မင်းတို့မကြိုက်တဲ့လူဆိုရင်မင်းတို့ပေါက်ပန်း၄၀ဆွဆွဲပုတ်ခတ်လိုက်ဖို့မင်းတို့အင်ပတန်လွယ်တယ်ဒါမင်းတို့အချင်းချင်းတောင်မှမင်းတို့ရဲ့စိတ်ဓာတ်ကဘလောက်အောက်တန်းကြလဲအမင်းကြည့်ဒါမင်းတို့အချင်းချင်းတော့ငါတို့ဘက်အချမ်းမဟုတ်ဘူးနော်မင်းတို့အချင်းချင်းတောင်မှမင်းတို့ကလွန်တစ်မျိုးမလွန်တစ်မျိုးပေါက်ပန်း၄၀ဆွဆွဲပုတ်ခတ်လိုက်ဖို့ဝင်မလဲတဲ့မင်းတို့ရဲ့နှုတ်စည်းမဆောက်မှုပါ အဲ့ဒါမျက်မြင်ကိုတွေ့ပဲနော်ဆက်ဆက်နားထောင်သူပြောတာကိုကြည့်အခုကတမဘကရက်တီပြီးတော့တေဝံကြကြလာသူတွေကမွတ်စလင်ဒီဘက်ဘာသာရေးဘက်ကိုအတင်းဖိလာတာကိုကျွန်တော်တို့ခုရက်တွေ့ရတယ်။အဲ့တော့ကျွန်တော်သူပြောတဲ့အောင်စကားနားထောင်နေကျွန်တော်လေးကျွန်တော်ပြန်ရှင်းလေးလုပ်ပေးပါမယ်။အဓိကတော့အသိပညာမျှဝေခြင်းပါနော်။ဒါလေးကျွန်တော်ဆက်ပြီးတော့ကြည့်ကြရအောင်။ ကိုဘာသာကိုလူမျိုးကိုကြီးပွားစေခြင်းနဲ့ထုတ်တက်စေခြင်းနဲ့ဆိုတာကတော့ဘာသာဝင်တိုင်းရဲ့ဆန္ဒလူမျိုးတိုင်းဆန္ဒပါဒါပေမဲ့တခြားလူမျိုးတခြားဘာသာဝင်တွေကိုကြာရှုံးစေခြင်းနဲ့ဆွေးယုတ်စေခြင်းနဲ့ပျက်စီးစေခြင်းနဲ့ဆိုတာအမှန်တမ်းမှယုံညံ့နေစိတ်ထားပါကိုချန်စီကိုမားလားသူတို့ကဒီနေ့မမားလေးဘူးနော်အဲ့ဒါလည်းဘောမှာပဲနော်သူ့နာမည်ပညာမဟာကျော်လားမသိဘူးသူအကောင့်နာမည်ကျွန်တော်လည်းမသိဘူးသူပြောတာမားလားမားလားမင်းတို့ဘောမှာနေတယ်မှာအဲ့ဒီသူပြောတဲ့စကားမှားပါတယ်လို့ပြောရဲလူရှိလားဆန္ဒထောင်ကြည့်ကာကောင်းပါလားတခြားလူချန်စီကိုပျက်စီးချင်တာကတော့မကောင်းတဲ့စိတ်တက်ဖြစ်သွားပါပြီ ကျွန်တော်ဒီမှာနိုင်ငံဟာတိုင်းနာတရား35မျိုးရှိပါတယ်အထက်မှာမှာချင်းလူမျိုးစုတွေကချင်းလူမျိုးစုတွေဟာခရီးရန်ဘာသာတွေအများစုကိုကိုယ်ကိုယ်ကြားပါတယ်ပြည်လူမျိုးဆိုလို့ရှိရင်တော့ခရီးရန်ဘာသာဗုဒ္ဓဘာသာတွေအကျော်ဖြစ်ပါတယ်ဒီတော့ရင်ကျွန်တော်တို့တိုင်းနာတရား35မျိုးထဲမှာခရီးရန်ဘာသာဝင်တိုင်းနာတွေရှိနေဆိုတော့လည်းနားလည်မလို့ပါတယ်နောက်တစ်ခုကကမန်တိုင်းနာဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာရှိကမန်တိုင်းနာဆိုလို့ရှိရင်အစ္စလမ်ဘာသာတွေအများစုကိုယ်ကိုယ်တိုင်းနာဖြစ်ပါတယ်ဒီကမန်တိုင်းနာတွေဟာ1882ဥပဒေရရဖြစ်ဖြစ် ဒါမြန်မာနိုင်ငံသားတွေပြည်တိုင်းသားဖြစ်ပါတယ်1914မှတိုင်ခင်မြောက်ဦးခေတ်ကလေးကနေပြီးမြန်မာနိုင်ငံကိုဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပြီးတော့ရခိုင်ဘရင်နိုင်ငံတော်ခေတ်ကလေးကနေပြီးတော့မှသူကရခိုင်ဘရင်ရဲ့ဒေးဒီတော်ကြီးအဖြစ်နဲ့ဝင်ရောက်ပြီးနေထိုင်ရင်းကနေပြီးတော့မှလူကြီးလူပလာတဲ့အခါမှာရံပြဲတဲ့နောင်ကျွန်းနေမှာရခိုင်ဘရင်ကနေရာချထားပြီးခဲ့တာဖြစ်ပါတယ်ကမန်ဆိုတာကတော့ပါရှန်ဘာသာစကားနဲ့ဒေးဒီတော်ကြီးဆိုတာအိပဲဖြစ်ပါတယ်ပါရှန်ဒေးဒီတော်ကြီးကနေဆက်သက်လာတဲ့လူမျိုးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံရဲ့135မြို့တော်တိုင်းသားတွေမှာအစ္စလာမ်ဘာသာဝင်လည်းရှိတယ်နောက်ပြီးတော့ခရစ်ယာန်ဘာသာဝင်တွေလည်းရှိပါတယ် ကျွန်တော်နိုင်ငံမှာတိုင်းသားခွင့်ရရှိတယ်လို့မျိုးနိုင်ငံသားခွင့်လည်းရှိပါတယ်နိုင်ငံသားခွင့်ရကျွန်တော်တို့မှာလွတ်လပ်စွာကိုယ်ပိုင်ယုံကြည်မှုတွေရှိရမယ်လွတ်လပ်စွာစီးပွားရှာခွင့်ရောင်းဝယ်ခေါက်ခွင့်တွေရှိရပါမယ်ဒီနိုင်ငံဟာပတ်ပုံတွေရပြီးတဲ့သူတိုင်းရဲ့နိုင်ငံမှာဒါကတော့ငါနိုင်ငံမင်းနိုင်ငံမဟုတ်ဘူးလို့ပြောလို့မရပါဘူးဘာကြောင့်လဲဆိုသူပြောတာဒီချိန်ထိလုံးဝမမာသေးဘူးနော်သူပြောတာအမှန်ပြောနေတာနော်ဆိုရှင်အောက်မြန်မာနိုင်ငံမှာမှတ်တမ်းတွေရဆိုလို့ရှိရင်ရှေ့ဆုပ်ဘုရင်ရှေ့ဆုပ်ဘုရင်မာကြီးလက်ထက်မှာရှိတဲ့မှတ်တမ်းရဆိုရင်ဒါနိုင်ငံသားတွေဒါဝင်ရောက်ပြီးတော့ဒါမှတ်တမ်းယူခဲ့တဲ့ခေတ်တွေပေါ့နော် ဲ့လိုဆိုတော့မှဒီဒေတာကိုစီးပွားရေးကိုချုပ်ငိုက်ထားတာဟာအိန္ဒိယတိုင်းရင်းသားတွေကဒီအကူမျိုးရဲ့စီးပွားရေးကိုချုပ်ငိုက်ထားတယ်ဆိုတော့အမှန်တမ်းနေရှိပါတယ်နောက်တစ်ခုကဘယင်းအောင်မီဒီယာရဲ့ခါမှာမွတ်စလင်အမြောက်တက်ဆိုတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကအမရပူရာခေမင်းတို့မင်းခေမှာဆိုလို့ရှိရင်လည်းပလီဆောက်လုပ်ခဲ့တာရှိပြီးတော့မရပူရာခေမှာဆိုရင်စာဆိုတော့ဥနုဟာဒါအစ္စလမ်ဘာသာဝင်ဖြစ်ပါတယ်နောက်ပြီးတော့အမရပူရာခေရဲ့အကန်မင်းခေမှာဆိုရင်မြို့တော်ဝန် ဘိုင်ဆက်နဲ့ယူစီမောင်ပိန်ဟာလည်းအစ္စလမ်ဘာသာဝင်တွေဖြစ်ပါတယ်။အဲဒီအချိန်မှာကလေးကနေပြီးတော့မှအစ္စလမ်ဘာသာဝင်တွေအများစုဟာဒီမြန်မာမင်းနေပြီးတော့နေမကောက်အောက်မြန်မာပြည်တော်ဖြန့်ကျဲနေတယ်ဆိုတာဖြစ်ရအောင်ဖြစ်ပါတယ်။တောက်ရှိရ20နဲ့ဒီကောင်လေးကအစ္စလမ်ဘာသာဝင်ဒီမှာဗကမြန်မာမင်းအဆက်ဆက်မှာအမှုတော်ထမ်းခဲ့တဲ့တယောက်နဲ့ယောက်ကိုဒီကောင်လေးတော်တော်ရှာသားတာပဲ။ရှာပြီးတော့ပြောသားတာပဲ။ဒါတွေကတော့ AI ပါလေမုစလင်အကြောင်းနဲ့ညီမတွေဒါတွေလည်း AI မှာရှာလို့ရတယ်ညီမတို့ဟုတ်ဗမာရှာရှာလေးရှာတာမရှာတာသူ့အကြောင်းလို့ကွာ။ပိုင်ရက်ကိုမင်းကမိမ့်မလောင်းမိမ့်မရှာကြီးကွာအကောင်ပြောတာ။ မင်းကမင်းတို့အချင်းချင်းဘက်တောင်မှမင်းကဗယံမတာပေါက်ပန်း40ပြောဖို့ဝင်မလေးတဲ့မင်းအောက်တန်းစားတိလားမင်းပြောလိုက်မင်းမင်းရင်ကျေးတယ်လို့ပါလားမင်းကလိန်ကချစ်လူအောက်တန်းစားသူ့အတူဘယ်ကပဲရှာရှာအဲ့ဒါသူ့အကြောင်းနော်မင်းအကြောင်းကသူပြောတဲ့စကားမှားလားမှန်လားပြောမှာမင်းအကြောင်းသူဟာမဟုတ်တာပြောတာလားဟုတ်တာပြောတာလားသူဟုတ်တာပြောတာဆိုမင်းလက်ခံရမယ်နော်လူဟာအမှားမှန်အောင်အဓိကထားရမှာရှာတာမရှာတာသူ့အကြောင်းသူ့အတူသူ့အိမ်ရောက်ကပဲပလက်ပိုက်ကပေါ်ပြီးတော့ဖက်ဖက်အဲ့ဒါသူ့အကြောင်း အဲဒါမဲ့သူပြောတဲ့စကားမှားလားမှန်လားမင်းတုံးတက်ကမှာမင်းဝေဖန်လားမှာဟမ်တွတ်တွအေရမဲ့ဆရာကြအဲ့တူကြောင်းလေဘာလို့လာပြောနေတာမင်းဟမ်မင်းဖရားလည်းမြန်စွာဖရားတမိုင်းတိုင်းရှာလို့ရတယ်ဘယ်ဖရားတမိုင်းမှာဖြစ် AI မှာဒါရှာလို့ရတယ်မသိလို့ချင်းမန်ဒီမားဒီကတော့ဒါနည်းနည်းပါတော့ကောင်းလွယ်လိမ့်မယ်ရှာချင်းသိချင်တယ်ဆိုရင်ဒါရှာရိုက်ရှာလို့ရဒါမဲ့ဒီကောင်လေးပြောနေတဲ့ပုံစံရတော့ရှေ့အစကဲအဆက်ဆက်ကရှေ့စောပူပင်မှာပဲဖြစ်ဖြစ်ရှေ့ကဲအဆက်ဆက်ကတည်းကဒီမွတ်ဆလင်တွေကိုတီးတန့်သူဆွဲထုတ်ပြနေတာတမိုင်းဝင်မြန်မာတိုက်ထုတ်လာတဲ့သူရဲကောင်းကြီးသူလောကထုတ်ပြတာပြောတာမဟုတ်ဘူးနော် မော်ဆလင်အဲ့ဒီပညာမဟာကျော်ကမြန်မာတမိုင်းကျောင်းတွေခဏခဏပြောတဲ့လူပါကွာပိုင်ရက်ကိုပဲမင်းကတော်တော်အင်းဒီမော်ဆလင်နေရှေ့အစင်စားကမင်းမှုထမ်းခဲ့တယ်ဆိုတဲ့ဟာဒီပဲသူထုတ်ပြနေတာတော်မအဲ့တော့သူပြောတာမှောက်ဘူးလားမြန်မာပြည်မှာမွတ်စလင်တွေမြန်မာပြည်မှာမွတ်စလင်တွေမင်းဘိုးဘေးဘီဘင်လက်ထက်တွေကမရှိခဲ့ဘူးလားဟမ်မွတ်စလင်တွေမရှိခဲ့ဘူးလားမင်းဘိုးဘေးဘီဘင် အဲ့ဒါ तू ပြောတဲ့စကားမှားလားမှန်လားပဲပြော तू ကသူမွတ်စလင်ကိုပဲ तू ဟိုစွဲထုတ်မစွဲထုတ်အဲ့ तू ကြောင့်မွတ်စလင်ဘက်ကိုအတင်းဆွဲခေါ်ပြီးတော့ပြောနေတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်။သူမွတ်စလင်လားပါလားတော့လည်းမသိဘူးကွာ။ကျွန်တော်တို့ကတွေ့တော့တွေ့တော့ဒီကောင်တွေကတွေ့ရမလား။အချင်းချင်းတော့အဲ့ဒါအဲ့ဒါဘောမှအချင်းချင်းတော့မှဒီကောင်တွေဘလောက်ရုပ်မာတယ်အောင်မေးစဉ်းစားကြည့်။မွတ်စလင်ရဲ့လို့မုန်းတာမဟုတ်ဘူး။မွတ်စလင်လင်ရဲ့လို့ပြောတာမဟုတ်ဘူး။ကျွန်တော်တို့ပြည်တွင်းထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားမွတ်စလင်လူမျိုးတွေရှိမယ်ဗျာ။အစ္စလာမ်ဘာသာဝင်တွေလည်းလက်ခံတယ် မြန်မာနိုင်ငံထဲမှာရှိနေတဲ့မော်စလင်တွေအားလုံးကကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေချစ်ခင်လက်တွဲသွားနေလို့ရတယ်သို့တော့အချားနိုင်ငံကနေပြောမှဝင်လာမဲ့ဗင်္ဂလီတွေမော်စလင်တွေကိုတော့ကျွန်တော်တို့လက်ခံလို့မရဘူးကျွန်တော်တို့တိုင်းပြည်ကိုဝါမျိုးသွားမှာကိုလက်ခံလို့မရဘူးမြန်မာပြည်ဖာတတ်တယ်ဖာတတ်တယ်တွေ့လားအဲ့ဒါဆိုဘာဟိုဒေါ်အောင်ဆန်းစုကြည်လက်ထက်ကဘာသာပေါင်းစုံပွဲမှာကိုရင်တွေကအောက်ကထိုင်လို့ဘလီစီယာတွေကအပေါ်ကထိုင်လို့ထပ်တောင်းကြတာမင်းတို့ပဲလေဟမ်အဲ့ဒါကျတော့လက်မခံတော့ပြဘူးပေါ့ဟမ်ဟုတ်လားအဲမင်းတို့ကအမျိုးမျိုးပြောတာ နော်အာတောက်ကြိုင်ဗလီစားလို့ဆိုရင်ဗလီပြက်တံသွားချနိုင်အာမင်းအောင်လိုက်စောက်တဲ့ဗလီကြတော့ဥပဒေနဲ့ညီွားပြန်ပြီဟာမင်းတို့ဒီနေ့လည်းငါပေါက်ပြောနေတယ်အဲနဲ့ဒီကတော့လေဥဝီတူရနဲ့တဲ့ဥစဉ်ကိုတိုက်ခိုက်တာတဲ့သွားပြောရင်လည်းဥစဉ်ကိုဖမ်းမှဖမ်းထည့်အောင်လို့တဲ့အဥပဒေနဲ့အညီဆောက်တာဥပဒေဆိုဘာဥပဒေဘာဘာဥပဒေဘယ်ဥပဒေနဲ့အညီဆောက်တာလဲမင်းအောင်နိုင်ဆောက်ခိုင်းတဲ့ဗဒီကဥပဒေနဲ့ညီတယ်သူများဆောက်ခိုင်းတဲ့ဗဒီကဥပဒေနဲ့မညီဘူးဥပဒေကမင်းအောင်နိုင်တာဟမ် စောက်ရှက်လည်းမရှိဘူးမင်းတို့ထွက်ရှင်းမှမင်းတို့စောက်ပေါလို့ပေါ်တာသိလားနော်ငါတို့အခုပြောနေတာကတီရင်းထဲမှာဘလီစားတဲ့ကိစ္စကိုပြောနေတာမဟုတ်ဘူးမင်းတို့ဖြစ်နေတာအဲ့ဘလီစားတဲ့ကိစ္စကိုဖြစ်နေတာမင်းတို့ရင်ထဲမှာတသက်လုံးဘလီဆိုရင်အကုန်ရှောက်ကန်းကွက်လာတဲ့ကောင်တွေမင်းတို့အမဲ့လေးကနေပြီးတော့မှဘလီစောက်ပြီးတော့လုံကြုံရေးထက်ထက်ရှာပြီးတော့ဘလီလဲစားစားစောက်ပေါက်တွေအကုန်ပိတ်ဟမ်မပြောရင်မပြောရဘူးပြောလိုက်ဝန်ခံလိုက် no problem ပြဿနာမရှိဘူးဟမ်ဟုတ်တယ်ဖဲအောင်လေငါတို့ပြောခွင့်မရှိဘူး ဟုတ်လေအဲ့တော့မင်းတို့ကိုယ်ဝယ်နေတဲ့ပဲအချမ်းသာပဲဟာယူမင်းတို့မှန်အောင်ပြောခွင့်ရှိလို့လားပြောခွင့်မရှိဘူးပြောရဲ BY လေအာဒါကိုပဲငပောက်ကအမှစောက်ကြီးစောက်ကြီးမတိတူတူအဲဥပဒေနဲ့ဦးစင်းတို့ကတော့ပြည်ထောင်မှာရှိတဲ့မွတ်စလင်တွေကိုဘလို့ချစ်ချစ်ခင်ခင်နေတာလို့ဥပဒေနဲ့အညီစောက်တဲ့ဘလီဘယ်ဥဘယ်ဘလီကဥပဒေနဲ့မညီစောက်လားရှိတယ်ဟမ်မင်းတို့တွေကန့်ကွက်ခဲ့တဲ့ဘလီလေဥပဒေနဲ့မညီဘူးလားဘယ်ဘယ်ဥပဒေဆိုတာဘာကိုပြောတာဘယ်အရာနဲ့မညီတာလဲဟမ်မေးကြည့်အဲ့ငပောက်ကိုမေးကြည့် ဥပဒေဆိုတာဘာကိုပြောတာလဲဘယ်အရာနဲ့မညီလာလဲဘယ်အရာနဲ့ညီလာလဲမင်းအောင်နိုင်လောက်တဲ့ဟာကဥပဒေနဲ့အကုန်ညီလာဟမ်ဆောက်ရှက်မရှိတာဟဲ့လားရှင်းမှပို့ဆိုးတာနော်ထန်ထိုင်နေအကောင့်တာထတော်မှဆောက်ဒိုမန်တီးတယ်ဆိုတာအဲ့ငပောက်ကိုပြောတာအာသူ့ဗီဒီယိုဖိုင်ကြည့်ရပါလေအော်ငပောက်ငပောက်လို့သူစိတ်ထဲမှာ तू तू ဖြစ်နေတဲ့အဟာကိုသူများတွေကမတည်ဘူးလို့ထင်လားမတည်ဘူးဟမ်အာအခုလည်းမလာမယ်တကောက်ဟမ်ခေါင်းဆောင်မင်းသားနော်အစ်စောက်ခွက်ကခေါင်းဆောင်မင်းသားလေကြည်သား ဗီဒီယိုတော့တကားမဟုတ်ဘူးဗီဒီယိုမဟုတ်ရုပ်ရှင်လားမသိဘူးသူပြောတာအကား20ရိုက်ထားတာသိလားအာနဲမင်းသားတော့ဟာရှော့မသွက်နဲ့ဟာပြောင်းမရှင်းဝမ်းမမသိမရှင်းဝမ်းမမသိနဲ့နိုင်ငံခြားကမဆိုနေနဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံကြီးဝါဖြူဝါမယ်ဆိုရင်ကျွန်တော်လက်ခံလို့မြန်အခုပြောပါမှာဒေါ်နယ်ထရန့်ကရိတ်မိသွားပြီဖြစ်တဲ့အတွက်ကုလသမဂ္ဂမှာအစည်းအဝေးမှာတန်းထားအမလေးကိုနိုင်ငံကိုချော်ပြီးဟိုဥရောပရောက်ရောက်ရပြီစောက်ကြီးစောက်ကျဲမြောက်လီး90နဲ့ဟမ်နိမ့်မဲ့လီမင်းအောင်လိုင်းအကြောင်းပြောလေတခုံးမပြောရဲဘူးမလားဟမ်မပြောရဲဘူးမလားဟမ် မင်းတို့အခုမင်းတို့ကိုယ်တိုင်ဝင်းရနေတဲ့ရွေးကောက်ပွဲရွေးကောက်ပွဲငါတို့ဘက်က BDA တွေတွင်းကျုံးမှာနော်တိမလားကျုံးကန်ထိမှာဒါပေမဲ့မင်းတို့လုံလုံရင်ပြေဝချပေးနိုင်တာဟမ်အဲ့လို့မင်းတို့မင်းတို့ကိုယ်တိုင်ချင်းမောက်လို့လွတ်တော့ကိုယ်စလဲတွေမချပေးနိုင်ဘူးလုံလုံရင်ဟုတ်တယ်နော်ကိုယ်လုံလုံရင်ကိုယ်ယူလို့ပြောရမှာလားဟိုမှာနေပြည်တော်မှာပလီဆောက်လာလုံလုံရင်အထက်ထက်နေဟမ်မင်းတို့ဒါမပြောရတော့ဘူးလားဟမ်ဘယ်ပြောရဲမလဲမင်းတို့ကစစ်တပ်ကိုတကယ်ချစ်လို့ဘောမှတာမဟုတ်လား မင်းတို့ကိုကျိုးစည်းပွားအတွက်မင်းတို့အဘဘောလိုက်ဆုပ်တဲ့ဘောဆုပ်ကောင်များကြီးမင်းတို့ကဟမ်အဲ့တော့ဘောဆုပ်ကောင်နဲ့တကယ်တမတော်ဘောမနဲ့တွားတွေ့တာနော်ဟိုမောင်မောင်တို့အဲ့ဒီလူတွေကစစ်တပ်ကိုသူတို့ထောက်ခံတာစစ်ကောင်းဆောင်တွေထောက်ခံတာမဟုတ်ဘူးနော်စစ်တပ်မှာတိုက်တဲ့စစ်ကောင်းဆောင်တက်ဒီစစ်တပ်အတွက်အကောင်အကောင်ကျိုးပြုတဲ့စစ်ကောင်းဆောင်သူတို့ထောက်ခံလိုက်ပြီသူတို့ထောက်ခံတာရှင်းတယ်နော်သူတို့ယောက်ျားပြည်သားဆိုတာသူတို့ရုပ်ပြတယ်ရဲဝင်းဆိုတာရက်တည်ပြီးတော့သူတို့ကတမတော်ချစ်သူများဆိုပြီးထောက်ခံတာအဲ့တော့ငါတို့နဲ့ရန်သူဖြစ်နေပြီ အဲ့လိုတိတ်ခါရှိတဲ့ရန်သူမျိုးငါတို့လေးစားတယ် respect ထားတယ်နော်ရိုင်းဖို့နေတတာမင်းတို့တော့အောက်တန်းသားတွေပဲအဲပိုင်ရဲဝက်ကျွန်တော်ပြောတယ်ငစီရဲ့ရိုင်းတယ်လေမင်းသူ့ရုပ်ကရင်ကျေးကျင်တာလိုချင်သေးတယ်အဲစောက်ခွက်ကနော်အဲ့ဒီစောက်ခွက်ကရင်ကျေးတာလိုချင်တယ်လေရင်ကျေးပြီးလိုက်ကြပါအမအပြားလိုက်အပြားလိုက်မျက်နှာကိုကပ်ပြီးလိုက်ခေါင်းဆောင်မင်းသားကြီးကိုတိလားဟိုရွှေနေဝနေစရာလားဟွာအာဘာ ယင်ကြီးပြလိုက်မှခေါင်းဆောင်မင်းသားယူမှအိတ်ဆောက်ကယင်ကြီးချင်တယ်တိလားဟိုဟာရွှေစင်ရုပ်ဆုချလိုက်ပါနော်အကယ်ဒမီရွှေစင်ရုပ်ဒီဟမ်ဟမ်သူကကား20ဆိုအစုအခု20ဆုချပေးတယ်အမသူကသူကရွှေစင်ရုပ်မှသူကရွှေစင်ပြလိုက်ရွှေစင်ပြရွှေစင်ပြလေးဆုချပေးလိုက်ပိုင်ရဲကုန်တို့တိလားသူကကား20တော့ပြိုက်ထားတာဟုတ်ကဲ့ဦးရောပါနောက်တကားပွင့်နေပြီလို့ပြောလိုက်ဟောယနေ့ဒီတိမ်မှာချက်ချင်းပဲမွတ်စလင်နေဒုက္ခတဲ့အယောင်ဆောင်နေ10နှစ်အနည်းနဲ့10အနည်း30နေတဲ့လူတွေစိတ်ဆက်ပြီးကိုယ့်နိုင်ငံကိုကိုပြန်လွတ်တော်မယ် သူတို့နိုင်ငံရဲ့အေးတန်းတာယာမှုကိုလာရောက်ဖြတ်စီတယ်သူတို့နိုင်ငံရဲ့အေးတန်းတာယာမှုကိုလာရောက်ဖြတ်ပြဒီမိုဆလီတွေပဲပြည်နေရယူတယ်လွတ်တော်အမတ်တွေနေရာကြီးလုတ်တဲ့နေရာကောင်းနေလဲရတယ်သူတို့ရတလောက်ယူသွားတယ်အဲ့ဒီတော့အခုဟုတ်လားရွှေမောင်တို့ခနေတို့ကိုလွတ်တော်တဲ့ခေါ်တွင်းလာဘလူးလဲမင်းတို့ကြက်ဖို့ကလေဟမ်မင်းတို့မပြောရဲဘူးဟိုအင်္ဂလန်တော့မပြောနဲ့မြန်မာပြည်မှာလွတ်တော်တဲ့ကိုခေါ်တွင်းလာတဲ့အဲ့ဘင်္ဂါလီတွေဘလူးခေါ်တွင်းလာတာလဲဟမ်မင်းတို့ကြက်ဖို့ပါတီကလေဟမ်အဲ့ဒါကျတော့ငြိမ်းနေတယ်အဲ့အန်ဒီဆိုတဲ့ကလားနိုင်ငံဖြစ်သွားမယ်တဲ့မဲမဲ အမေဟမ်ဖြစ်ခဲ့လားဟမ်ဟိုဒေါ်နယ်ထရန့်ကတကဘာလုံးကိုမိမောက်ထိုးပြလိုက်ပြီဖြစ်တယ်เนาะအဲ့တော့ဒီကောင်လေးကဘလို့ဖြစ်တာသူအပဲမို့ဆလင်မဲလားအနောက်နိုင်ငံတွေကြည့်ကြည့်တော့ကြည့်တော့ဒါတို့အချင်းချင်းတော့တို့အချင်းချင်းတော့ဘလောက်ယုံမှန်းလဲစဉ်းစားကြည့်ဒီကောင်လေးစိတ်သက်ပဲဘလို့ချိန်ဆက်ထားလဲတော့လေကျွန်တော်တော့မသိဘူးဒါနဲ့အရင်တော့တော့ဒီကောင်လေးဒါမျိုးတွေတိတ်ပြောတာမရှိပါဘူးအခုရပိုင်းမှာခက်ဆက်ဆိတ်ပြောတာတော့ကျွန်တော်တွေ့လို့တရေထားမိတာဖြစ်ပြောလာမှာပေါ့မင်းတို့ဆောက်လို့ဆောက်ချိုးမှမပြေတဲ့ဟာကြီးကိုဟိုကပြောပြီပေါ့အမှန်တရားကို ဟုတ်တယ်မလားရှင်းရှင်းလေးပဲဟာယူသူပြောတာသူပြောတဲ့စကားတစ်ခုမှမမှောက်ဘုဒ္ဓဘာသာပြန်ပွားအောင်လုပ်နီးဘုဒ္ဓဘာသာကိုကာကွယ်နီးသူပြောတာကဒီမွတ်စလင်တစ်ခုတည်းကိုပြောတာလားမဟုတ်ဘူးရှင်းဗီဒီယိုဖိုင်တွေမှာရှိတယ်မင်းဖာမကြတဲ့ပိုင်ရဲကိုမင်းတို့အချင်းချင်းပဲတော့ဟဲ့လားမင်းအဲ့လောက်အောက်တန်းမကြတဲ့သိလားဟိုကပြောထားတာဘုဒ္ဓဘာသာတာသနာပြုရတာဘလို့ပြုရလဲတာသနာတီအောင်ဘလို့လုပ်ရလဲဘုဒ္ဓဘာသာကိုကာကွယ်ဖို့အတွက်ဒုဒ္ဒါလက်နဲ့ကာကွယ်လို့ရလား ုဒ္ဓဘာသာကိုဘယ်လိုကာကွယ်လို့ရမလဲဘယ်လိုပြန့်ပွားရမလဲဘယ်လိုစောင့်ရှောက်ရမလဲအဲ့ဒါတွေပဲသူပြောထားတာလေမင်းလိုတဲ့နေရာလေးကွက်ပြီးတော့မင်းဖာကြတာအဲ့ဒါမင်းကျင့်တာဟုတ်လားဟမ်ပယံကိုအမေကငါကြည့်ကြည့်နေဘယ်လိုဘယ်လိုကမင်းမမျိုးလဲမသိဘူးဒါလိုကောင်မျိုးကိုလူလောကထဲမှာမွေးထုတ်လာတာဒါအတိုင်းကြီးရဲ့အရင်နဲ့လိုအပ်လို့ဒါကျွန်တော်သူ reaction လုပ်ပြီးထုတ်ပြပြီးပြောဆိုတာဖြစ်တယ်နော်ကျွန်တော်တို့ဆက်လက်နားထောင်ကြမှာသူပြောတဲ့မှတချောင်လို့ကျွန်တော်နားထောင်တာခေအဆက်ဆက်ဘယင်းတွေလက်ထက်မှာမွတ်စလင်တွေအကြောင်းမဲ့လှုပ်ဆောင်သွားတာရှိတယ်ခေဆက်ဆက်မြန်မာဘေးလေးမှာတန်းဆောင်သွားတဲ့မြန်မာသူရဲ့ကောင်းကြီးတွေကြောင့်သူပြောတာမဟုတ်မွတ်စလင်ကိုသူသိတဲ့ အဲဟဲ့လူဘလူလဲအဲနာမည်ပဲပြန်ရင်အာတင်ကြောင်းကြောင်းလူကျွန်တော်ကြားရတာအခြားဘာသာလဲသူမပြောဘူးဘယ်လိုလဲခင်ဆရာမဘယ်ဘာသာမှာမဟုတ်တာမှာတော့သူမျိုးစတင်ကိုတီးတဲ့ရည်ရွယ်ချက်ရှိရှိပြောနေတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ကျွန်တော်အဲပညာမဟာကျော်လားဟဲ့လူခမားဒီဗီဒီယိုဖိုင်လေးကိုကြည့်လို့ရှိရင်ကျွန်တော်ပြောလိုက်မယ်ခမားတို့ဘောမဘောမဆိုပြီးတသက်လုံးအတူတူလာတဲ့ဘက်ကလူတွေရဲ့စိတ်ဓာတ်အရေးအချင်းလောက်ရက်တန်ဖိုးတွေမြင်အောင်ကြည့်အဲ့ဒါခမားတို့အချင်းချင်းပဲနော် မင်းတို့အချင်းချင်းတို့ကဘလို့ရုပ်မှလဲကြည့်အဲ့ဒါမင်းတို့ပေါ်တင်ပြတယ်ငါတို့တွေကတော်လန်ဘက်အချမ်းမှနေတာဘာဖြစ်လို့နေတာလဲဒီလိုအောက်တန်းစားမျိုးတွေကိုတို့လက်ခံလို့မရလို့နေတာမင်းတို့ပုံစံမျိုးဘောမဟိုရက်ကကိုမမအောင်ကျွန်တော်လိုက်ချိတ်ပြီးပြောလိုက်တယ်ကိုမမအောင်ကများတို့ပုံစံဘောမဆဲကားပြန်မှဝင်းရံပေးလိုက်မယ်လို့အဲ့လိုမြတ်မြတ်တတ်တတ်အကောင်းဆိုးအကြောင်းကျိုးအမှားမှန်နဲ့လူတို့လူတို့အတ္တိတရားရှိပြီးတော့မင်းတို့ဘောမဝင်းရံပေးလိုက်မယ်ဒါပေမဲ့ကြည့် ပိုင်ရက်ကိုတို့ကြော်စိုးဦးတို့ဟမ်ရုပ်တွေကိုကြည့်လူရုပ်ပေါက်လိုက်ကောင်မရုပ်ဘူးပြောတဲ့စကားတွေဟမ်ကြည့်အမှန်ရုပ်ကကြီးငပားရိုက်ကရင်တော့ဘယ်ညီကမမတဲ့ဘယ်လိုထင်နေလဲဒါကျွန်တော်တော့ comment ရေးပြီးလို့ရတယ်ကျွန်တော်ချက်တော့ပြည်သူနဲ့လက်လိုက်ဝါသိတယ်မဟမ်းပညာမဟာကျော်ပြည်သူနဲ့လက်လိုက်ဝါသိတယ်မလားမဟမ်းဒီကောင်တွေတကယ်တော့ကြည့်မယ် င်္ဂလိပ်ကအင်္ဂလိပ်ကရခိုင်ပြည်ထင်းဆိုင်ကိုတော့တင်ပိုက်လိုက်တဲ့ကြောင့်မလို့ဒီဂျီတာနှစ်ခုကိုအိန္ဒိယနဲ့တကောင်းစီအုပ်ချုပ်ခဲ့ပါတယ်နောက်ပိုင်းမှာအောက်ဟဲ့မင်းပြောတော့အက်ဒစ်တွေလုပ်လာတာဟိုအရင်တည်းကဆိုဟိုတခါငါ့ကိုပြောထားတာအာဗီဒီယိုအက်ဒစ်လုပ်လာငါတို့လုပ်တတ်ပါတယ်ဟိုအရင်တည်းကဟိုအတန်နှစ်တန်ထပ်နေတယ်ဟမ်မင်းအတင်းရန်ဖွင့်တဲ့အတန်ကိုမင်းမပိတ်လိုက်ဘူးမလားပြန်ကတ်တဲ့အတန်ကိုနှစ်တန်ထပ်နေတယ်တိတယ်နော်အဲ့လောက်တည်းတော့လုံးမတတ်ဘူးလား ဒီမှာပြောတိမ့်လိုက်တယ်ဒီမှာပြောတိမ့်လိုက်တဲ့အခါမျိုးမှာလည်းဒီမှာနိုင်ငံကိုအိန္ဒိယရဲ့ပြည်နယ်ဖြစ်နေအထက်ပဲအုပ်ချုပ်ခဲ့တာပေါ့အိန္ဒိယဒေသမှာရှိတဲ့ Gujarati, Tamil, Bengali စသဖြင့်အတိုင်းသားမျိုးစုံဟာဒီမှာနိုင်ငံကိုဝင်ရောက်ပြီးတော့နေထိုင်ခဲ့တာဖြစ်ပါတယ်အဲကြောင့်ဒီမှာနိုင်ငံမှာဘတ်ရှားပြည်လူမျိုးစုတွေလည်းရှားပါဘူးကော်ရခါလူမျိုးစုရှင်လည်းအမှန်တမ်းမှာတိမ့်တဲ့ချီရှိပါတယ်တမီလူမျိုးစုလို့ရှင်လည်းတိမ့်တဲ့ချီရှိပါတယ်နည်းနည်းပါးပါးရှိတာမျိုးပေါ့ပါဘူးတကယ်လို့ပမာဏတော်တော်များပါတယ်အမှဆိုလို့ရှင်ကေရားမှာရှိတဲ့တချို့တိုင်းသားလူမျိုးတွေ ထက်ဘရောင်လူမျိုးထက်နော်ကရင်လူမျိုးထက်နောက်ပြီးချင်းလူမျိုးတွေထက်များပြားတဲ့ပြောကလားကျွန်တော်ဥစားပေးနေတယ်ဒီလူမျိုးတွေဟာကျွန်တော်ရံမဲကလားဥစားပေးတယ်ဟောပြောကလားဥစားပေးတာမဟုတ်ဘူးလေဟမ်လက်ရှိမှာတို့တိုင်းသားတွေအပြင်ကော်ရကားတွေရှိတယ်ဟုတ်တယ်မလားမဟုတ်ဘူးလားဟုတ်တယ်လေကော်ရကားတွေရှိတာပဲဟမ်အဲ့ဒါတွေနိုင်ငံသားတွေပဲလေ तू ပြောတဲ့ဘာမှားလို့လဲဟမ်ဘာရဲကို င်္ဂုံနဲ့ဒီမနက်ကအနှံ့ပြပါလိမ့်ဆိုင်ပါတယ်။ဘာလို့ချိန်နှမဆိုင်ခေါ်တဲ့ခါကြီးအများကြီးနေထိုင်နေမိုးကုန်းမှာဆိုင်ခေါ်တဲ့ခါကြီးအများကြီးနေထိုင်နေဒီကလားနေရာလေးပဲဒီကရေးပြောနေတာတမိတို့မျိုးတွေအများကြီးနေထိုင်နေဒါကြောင့်မလို့ကျွန်တော်ညီမနက်ကနော်သူကလားနေရာရေးပြောတဲ့ဗီဒီယိုဖိုင်မှမင်းကြည့်တယ်ပေါ့ဟမ်သူဘုရားဗာရာကိုဘလို့တိဆောက်ကမယ်ဘလို့ကာကွယ်ရမယ်ဘလို့လောက်ကမယ်ဆိုတော့ပြောတဲ့ဗီဒီယိုဖိုင်မင်းမကြည့်ဘူးပေါ့အဲ့ဒီမှာမင်းမျက်စိကကန်းနေတယ်ပေါ့ဟုတ်လားနိုင်ငံဖြစ်တယ်ဘုရားဗာရာနိုင်ငံဖြစ်တယ်လို့ပြောတာ စင်နာအားဖြင့်အတိမတ်ပြုထားပြီးတော့ညာလည်းပဲကျွန်တော်တို့ကခစ်ကာလာအကြာကြီးကိုဖျက်တမ်းရတဲ့အတွက်ကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကြားမှာရှိတဲ့အတွက်ကြောင့်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာအခုချိန်မှာဆိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်နေတဲ့နိုင်ငံဖြစ်ပါပြီဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာဟာမိုနီဖြစ်ဖို့လိုပါတယ်အချင်းချင်းအပြန်အလှန်လေးစားသမှုရှိဖို့လိုပါတယ်တရားနဲ့တရားနားလည်မှုရှိဖို့လိုပါတယ်ဒါကြောင့်ကိုယ်ဘာသာကိုယ်သာပြန်ပါဦးလွတ်လပ်စွာနဲ့အဲသူပြောတာဘယ်တော့ကောင်းအောင်စဉ်းစားကြည့်သူပြောတာမဟုတ်ဘူးလားဒီနိုင်ငံမှာဘာသာပေါင်းစုံရှိတယ် နော်ဘဒုဘဒုကမှလူကောင်းမှာပဲနဲ့တယောက်နဲ့တယောက်အပြန်အလှန်လေးစားတတ်မှုနဲ့နေထိုင်ဖို့လိုတယ်လို့သူပြောတာလေဘလောက်ကောင်းတဲ့စကားလဲအဲ့ဒါကိုမင်းတို့ကအပြစ်သူပြောတယ်ဆိုတော့ပန်ရဲကိုတော်လိုက်တော့မင်းမင်းလူမလုံးနဲ့တော့ဟဲ့အောင်တိလားဟမ်ကွာအောင်လို့ကိုလိုတယ်တိုးတက်အောင်လို့ကိုလိုပါတယ်ဥတွေနဲ့ညီတဲ့အဆောက်ဥတွေတိဆောက်ခွင့်ပေးဖို့လိုတယ်တိဆောက်ခွင့်ပေးဖို့လိုတယ်မကူမောဒဘာသာစီဒီပထူတွေကတော့ဖျောင်ဝင်းပြင်းပြောင်းရှိနေပြီးတော့တခြားဘာသာဝင်တွေရဲ့အဆောက်ဥတွေကြတော့ကြိုးကျပြက်စီးဘုံဘုံလဲမတက်ဖြစ်နေတာကြောက်တယ်ဒါတရားတယ်လို့ပြောလို့ရ အဲ့တော့ဒီညီလေးကမြမတွေးလာမြမဗုဒ္ဓဘာသာကမွေးဖွားသလားဘာလားတော့ကျွန်တော်မသိဘူးဒီဈာထဲမှာကျွန်တော်တဖိုင်ထပ်ပြပါမယ်ခဏလေးဒီညီလေးကိုပြိလိုက်ပြီးတော့နော်အဘိနာရီစစ်တပ်ကပြီးတော့မီးရှို့ခဲ့တဲ့ဒါရခိုင်မျိုးနယ်ဆိုရင်ဗုဒ္ဓဘာသာဝင်မာရမာလူမျိုးတွေအိမ်ကောင်နဲ့ဈေးတိုင်တွေကိုအခုလက်ရှိဖြစ်ပွားနေတဲ့ဘင်္ဂလားဒေ့ရှ်မှာရှိနေရတယ်မှာအခုစစ်တပ်ကဝင်ရောက်ဖြတ်သိရတယ်ဒါဗုဒ္ဓဘာသာဝင်နဲ့အိမ်ဒီဗုဒ္ဓဘာသာဝင်အိမ်ဒီကို2012ခုနှစ်ကလည်းပဲထွန်းနီး၎င်းပဲဒါပြိုချဖြတ်ရှိခဲ့တာဒီအများကြီးရှိခဲ့တယ်တိုင်းဖျားကြောင်းဆောင်နော်အဖုံးကြောင်း6ကြောင်း နောက်တစ်ခါကျတော့အဲတိန်နှဆောင်ဒါတော်ကြောင်ဖုံးကြောင်တကြောင်တိန်နှဆောင်နောက်တစ်ခါကျတော့ငံလူနေအိမ်ဒီဗုဒ္ဓဘာသာအိမ်ဒီဖြတ်ချိခဲ့တာရှိတယ်ဗမာလူမျိုးတွေကဗမာဗုဒ္ဓဘာသာတွေကဒီလိုမျိုးဖြတ်ချိခဲ့တာကိုမြင်ဘူးသလားလို့ဒီမျိုးမေးကြည့်တယ်နည်းမှုရယ်အညာမှာကုန်းနေယူရတယ်အညာမှာကုန်းနေပြီဖះဆင်းလူတော်တွေပက်လက်ကလန်လာယူမလားဂျွန်းပြန်လာယူမလားဟမ်ဇေဒီတွေတနတ်မှန်ထားလာယူမလားကဲတင်မကွေကိုတော်ကြီးတုံးလုံးလဲနေတာယူမလား င်းတို့စစ်တပ်ကဘုံကျဲပြီးတက်ဖြတ်မိချူထားရလေတပုံကြီးပဲဟိုမှာဟိုဘင်္ဂလားတွေမတော်နဲ့ဟိုတပုံကြီးပဲဟိုမှာဟမ်နော်ဒါဒီနေပြောလေပြောတဲ့စကားကိုပြီးဆက်ကြမယ်ဒါဗုဒ္ဓဘာသာရဲ့အစော်ကားခံမှုဒီနေ့တစ်ခုပဲကျွန်တော်ပြတာဗုဒ္ဓဘာသာကသူများကိုစော်ကားနေတာလားဗုဒ္ဓဘာသာဝင်တွေကအစော်ကားခံနေရတာလားဆိုတာဒါဒီငငယ်သိဖို့လိုတယ်တကယ်လို့ဒီငငယ်ကအဲတရားပါသလားဆိုတော့ ကိုဗုဒ္ဓဘာသာကြတော့ငါရွှေရောင်တဝင်းနဲ့သူများဟိုဘာသာရဲ့ပလီဒီပါညာတွေကြတော့ဒါမိမ့်မိန်နဲ့ဆိုတော့တရားပါသလားဆိုတော့အဲ့တော့တိုးချင်ပြက်စီးနေတယ်မင်းတို့ပလီတွေလည်းပြကြည့်ပါတိုးချင်ပြက်စီးနေတယ်ကဲကျောင်းတော်တွေလည်းပြကြည့်ပါခရိယန်တွေကတော့မြန်မာဘယ်နိုင်ငံမှမဆိုအားလုံးနဲ့တင့်တယ်တကယ်လားတိုးချင်ပြက်စီးနေတဲ့ခရစ်ယာန်ဖះเจ้าတွေပြရင်မင်းပြန်စောက်ပေးမလားပိုင်ရဲကိုတွားမြန်မာနိုင်ငံအပေါ်ဘက်ပိုင်းမှာ စစ်တပ်ကဘုံကျဲထားတဲ့ခရစ်စတန်ဖျားရှိခိုးကြောင်းဘယ်နှကြောင်းရှိလဲဟမ်သွားဆောက်ပေးသွားမင်းမင်းသွားဆောက်ပေးဆောက်ပေးမလားဟမ်ခရစ်စတန်ကြောင်းခရစ်စတန်ကြောင်းနေမဆောက်ပေးမလားဟမ်ခရစ်ယာန်နေအမှဝိပုလို့တော့မရဘူးဟမ်မဆောက်ပေးမလားသူတို့ရဲ့ချက်ကြောင်းတွေဆိုဝင်မှဆိုလို့ကျညမာပဲပြန်လို့ပြောအဟလာပါဆိုပြီးတော့မြန်မာလေးကိုတောင်မှမြန်မာမမဟုတ်ဘူးဘဲပါသားဘူးသူအတိတ် ကဒါကတော့ဒီမှာအဲ Islamization တတိပြုပါ3095ဆိုပြီးတော့ဗီဒီယိုဖိုင်တင်ထားတာတွေ့တယ်အခုနောက်ပိုင်းမှာဒီအဲ့ဒီပိုင်ရဟောင်းကဘယ်ရဘလို့အကောက်တည်းတင်တယ်ကျွန်တော်မသိဘူးဒီကောင်လေးကောက်လဲကျွန်တော်မှတ်မှတ်ထားအောင်တွေ့ရင်ကျွန်တော်စော်လိုက်ပြီပြောလိုက်တယ်တော့ပဲအဲ့တော့အခုနောက်ပိုင်းမှာဘလို့ဖြစ်လာဆိုတော့ဘောမအချင်းချင်းတော့မှာအဲ့ဒီမောင်မောင်တို့ဒီပညာမဟာကျော်တို့ကဒီနေ့အချိန်ထိပဲပဓာတ်တွေဘလို့သေးတာလို့ဘာဖြစ်တော်လိုင်းဘက်ကိုထိုင်ပြောနေတဲ့သူတွေနော် တို့တော်လိုင်းပဲပူပေါင်းတဲ့လူတွေမဟုတ်ဘူးတော်လိုင်းရင်းပဲတာပူပေါင်းသွားရင်ဒီကောင်တွေဘယ်လောက်ပြောမလဲမသိဘူးเนาะဒီနေ့ထိဒီလူတွေဟာစစ်တပ်ဘက်ကရက်တီဝင်းရနေတဲ့လူတွေအဲ့လိုလူလောင်မှသူတို့နဲ့အမြင်မတူတော့တာနဲ့ပေါက်ပန်း60စွတ်စွဲပုတ်ခတ်ပြီးတော့ပြောတဲ့ဒီဘောမတွေအကျင့်စက်ကိုမြင်အောင်ကြည့်အောင်ကျွန်တော်ဒီဗီဒီယိုလေးကိုပြတ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလေဒီစစ်တပ်ထောက်ခံပါတယ်ဆိုတော့အဲ့ဒီတီတွင်းကလက်တဆုပ်စာကောင်တစုကအဲ့ဒီအောက်တန်းစားတွေကနိုင်ငံတွင်းမှာလုံးဝမထားတဲ့လူမျိုးတွေ တကယ်လူအောင်နှမ်းစားတယ်အခုမင်းအောင်နှမ်းအောင်ထောက်ခံတယ်နော်တို့အခုတို့မင်းအောင်နှမ်းနော်ဘာပါကြီးမင်းအောင်နှမ်းတာယာယီတမနာအဲ့တို့မျိုးစလုံးအခုမင်းအောင်နှမ်းကိုစိုးဝင်းရအာနာကောက်တိတ်လိုက်ကြည့်ဟမ်အဲ့ကောင်လေးအဒီမင်းအောင်နှမ်းကိုလုပ်ဖို့ကောင်းနေတာကြာပြီဘာပါကြီးစိုးဝင်းတော်တယ်ဘာပါကြီးစိုးဝင်းမှန်တယ်ထားလို့လဲကိုမေကိုလို့နေမယုံရင်ကြည့်ကျွန်တော်ပြောတာမှားရင်ပြောအဲ့လိုအောက်တန်းစားတွေဆိုတော့အဲ့လိုကောင်မျိုးတွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာဘာဖြစ်နေပြက်နေရတာအဲ့တော့ဒီလိုကောင်မျိုးတွေကဒီတိုင်းပြည်မှာလုံးဝမရှိတဲ့ကောင်မျိုးအဲ့ဒါ မရတော့ဘောမအတိုင်းအဝိုင်းနေနေမြင်အောင်ကြည့်ခမရတော့ဘောမတွေအတွက်ဘယ်ဘောမကခမရတော့စစ်တပ်အပေါ်ကိုတစ္ဆာမှန်လဲဆိုတာကိုမြင်အောင်ကြည့်ကြကျွန်တော်အဲ့ဒါပဲပြောချင်တယ်